ဲ့တော့တရားဒုတိယပိုင်းပါနော်အီဘူယာကတ်တွေဝယ်ရင်ဘာတွေတတိထားရမလဲအီဘူယာကတ်တွေကတက်ချင်တိုင်းတက်လို့ရလားဝယ်ချင်တိုင်းဝယ်လို့ရလားနော်ဝယ်ပြီးတော့ကိုဝယ်ချင်တဲ့ဟာကိုဝယ်ပြီးတော့တက်ချင်တဲ့စီမံတက်လို့ရလားဒါလေးကိုပြောပြပေးမှာပေါ့အဲ့တော့အရင်ဒီအပိုင်းကကျတော့ဒါကျွန်တော်ကပြောရရင်ဒီ theory ဘိုင်းနေတော့နည်းနည်းထည့်ထားတယ်ထည့်ထားရဲဆိုရတဲ့အတွက်ကြောင့်မို့လို့ဟိုအရင်ကြီးရိုးရှင်းရှင်းပြထားတာတော့မရှိဘူးရိုးရိုးရှင်းရှင်းပြထားတာတွေတည်ကျင်တော့ကျွန်တော်ဒီ YouTube မှာတွားကြည့်ပါတော့နော် YouTube မှာဒီလိုရိုက်လိုက်အဲ KSD creation ပေါ့နော် CRE ဒါကျွန်တော်ဒီအကောင့်နာမည်ပဲเนาะအဲ YouTube မှာ GSD Creation ဆိုပြီးတွားရိုက်ရှာကြည့်လိုက်ပါเนาะအဲ့ဒီမှာတော့ဒီ Ibuya Cat ကိုအသေးစိတ်ကျွန်တော်ရှင်းပြပေးထားတာရှိရေပေါ့เนาะအဲ့တော့ဟုတ်ပြီဒီအဲ့တော့ Ibuya Cat ဝယ်ရင်ကျွန်တော်တို့ကဘာတွေအရင်ကြည့်ရမလဲ Ibuya Cat ဝယ်တော့မယ်ဆိုကျွန်တော် Ibuya Cat တွေကိုအရင်စုံစမ်းရမှာမို့ကိုယ့်ရဲ့ Dynamo ရဲ့အချက်လက်ကိုကိုယ့်ရဲ့ Generator ရဲ့အချက်လက်ကိုကျွန်တော်တို့ကအရင်ကြည့်ရမယ်ဟုတ်တယ်เนาะအဲ့တော့ကျွန်တော်တို့ရဲ့ဒီ Generator တွေပေါ့เนาะဒီ generator တွေကဒီ AC synchronous alternator တွေကကျွန်တော်တို့က single phase လား three phase လားအရင်သိဖို့လိုတယ်ပြောရရင် one phase လား three phase လားနော်အဲ့ဒီဟာကိုအရင်တီးဖို့လိုတယ်နောက်ပြီးကျရင်အဲ့ဒီကျွန်တော်တို့က single phase လား three phase လားတီးသွားပြီဒါရေးထားရနော်ရေးထားတယ်ဒန်နမွေကဒီ name plate မှာရေးထားတယ်နော်အဲ့တော့ အဲ့ဒါတည်သွားပြီဆိုရင်ကျွန်တော်တို့ကဘာကိုထပ်တည်ရမလဲဆိုဒီနံပါတ်1အချက်အနေနဲ့ကျွန်တော်တို့ကပါဝါဘိုင်းကိုတည်ရမယ်ပါဝါဘိုင်းဆိုတာကိုအတုံးပြုတ်နေတဲ့ဂျန်နရေတာတွေဒီအော်ဒနေတာတွေကကျွန်တော်တို့ကဒီဘလောက်ကီလိုဝက်လဲနော်ဥမာ55ကီလိုဝက်လား20ကီလိုဝက်လား80ကီလိုဝက်လား3ကီလိုဝက်လားနော်9ကီလိုခွဲလားဒါမှမဟုတ်ကီလိုဗိုးအမ်ပီယာဘလောက်လဲပြီးတော့ဒီကီလိုဝက်နဲ့ကီလိုဗိုးအမ်ပီယာမတူဘူးနော်အဲ့ဒါတခုတော့ပြောရမယ်တချို့ကဒီရောတယ်ပေါ့နော်တို့ဒီ20ကီလိုဗို 20 kVA လို့ရေးထားတာကို20 kW ထင်တာအဲမဟုတ်ဘူးပေါ့နော်အဲ့လေးတစ်ချက်တော့ရှိရဲ့ kVA လာ kW လားဒါလေးတွေတီးဖို့လိုတယ်ပြီးရင်ဘလောက်လဲဆိုတာကိုတီးဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ကဒီ voltage ပိုင်းပေါ့နော် voltage ပိုင်းကနေကိုယ့်ရဲ့ dynamo က220 V လားထားပါ230 V လား220 V လားဒါမှမဟုတ်400 V လားအဲ့ဒါဒါမျိုးတွေတီးဖို့လိုတယ်ပေါ့နော်ထားပါဘလောက်ပို့ပဲဖြစ်ဖြစ်ကိုဒိုင်နမိုမှာနိမ်ပလိတ်မှာရေးထားတယ်တူတော့90ပို့ပဲဖြစ်ဖြစ်1000ပို့ပဲဖြစ်ဖြစ်1000ပို့ပဲဖြစ်ဖြစ် အဲဒါမျိုးကိုကိုကတိရှိရမယ်ပေါ့နော်အရင်ဆုံးအဲ့တော့ကျွန်တော်တို့ကဒီမှာပြီးတော့ဘာတိရမလဲဆို frequency frequency ကတော့တိတ်ပြတ္တနာမရှိဘူးကျွန်တော်တို့က50 60လာမယ်50ကြိမ်တုံးဒါမှမဟုတ်60ကြိမ်တုံးပေါ့နော်အဲ့တော့ဒီလျက်စစ်ကြိမ်တုံးမှာမြန်မာနိုင်ငံဘူးတတ်မှတ်ပေးထားတာကကျွန်တော်တို့ကြိမ်တုံးက50ပေါ့နော်အဲတချို့တွေကတော့ကိုယ့်အိမ်နဲ့တူကိုယ်တုံးတချို့နေဘက်တွေမှာတော့ဒီ60စနစ်ပြန်ပြောင်းတုံးတာရည်လည်းရှိတယ်ဒါပေမဲ့တိတ်အဆင်မပြေဘူးဘောနော်အဆင်မပြေဘူးဆိုတာကအဲဘာဘယ်လိုဖြစ်လဲဆိုဥပမာကျွန်တော်ပြောမယ်ဒီ ့12ဘူးဘက်ထရီရှိမယ်နော်12ဘူးဘက်ထရီတစ်လုံးအဲ့တော့အဲ့တော့12ဘူးဘက်ထရီတစ်လုံးနှလုံးပူးလိုက်ရင်48ဒါမျိုးရတော့ရှိတယ်အဲပြဿနာမရှိဘူးကျွန်တော်ဂျားထဲမှာ12ဘူးမဟုတ်ဘူးနဲ့ကန့်လန့်နေရှောက်ထုတ်မယ်ဥမာ10ဘူးတွေပါညာညာတွေဒါပေမဲ့ဟိုတဘောပြောပြရအောင်နော်ဘူအားကြီးထွက်တယ်ဆိုဥမာ31ဘူးတို့အဲ့လိုမျိုးကြီးဗျမ်းပရာရလိုက်ရှောက်ထုတ်မယ် ဂျားထဲမှာကန့်လန့်နေလေနော်အဲ့တော့ကန့်လန့်နေဘူအားကိုလိုက်ထုတ်တဲ့အနေထားမှာဆိုရင်ကျွန်တော်တို့ကဟိုဟာနဲ့အဆင်မပြေဒီဟာနဲ့အဆင်မပြေအဲဒါမျိုးကြီးဖြစ်တတ်တယ်ဥပမာကျွန်တော်တို့က12ဘူးနဲ့9ဘူးနဲ့ဆိုလက်တိတ်အဆင်မပြေကျွန်တော်တို့တုံးတာ12ဘူးအဲကိုတုံးနေတဲ့အမျိုးအစား12ဘူးဟိုတခြားဓူတွေကလည်းတုံးနေတယ်နော်အများစုတုံးနေတာလဲ12ဘူးဖြစ်နေကိုတုံးနေတာကိုဘို့ကြီးဒါတိုင်ပတ်ပြီနော်တခုခုဟိုလိုတာပဲဖြစ်ဖြစ်ပူတာပဲဖြစ်တူတူစီကမီးကိုတွားတုံးမှာပဲဖြစ်ဖြစ်ကိုကကိုဘို့ဆိုတော့အစင်ကတိတ်မပြေတော့အဲဒါမျိုးကြီးဖြစ်တတ်တယ်ဒါမျိုးကြီးအတွက်ကြောင့်မလို့သူက ဒီဘက်ထရီအိုးတွေဆိုလည်းသူ့အနေနဲ့သူတက်မှတ်ပေးထားရပါတော့เนาะ6ဘု9ဘု12ဘုအဲ24ဘု48ဘုဒါမျိုးကြီးတက်မှတ်ပေးထားရပါတော့ဟိုမတက်မှတ်ဖဲနဲ့လှုပ်ချင်တယ်လို့ရှောက်လုံးရင်အဆင်မပြေဘူးလေနော်ဒီတော့ပါအဲ့တော့ကျွန်တော်တို့ကနောက်အဲဒီမှာเนาะ frequency ဘိုင်းပေါ့เนาะ frequency ကမြန်မာမှာ90ကျိန်လုံးတက်မှတ်ထားတယ်အဲ့တော့ကားရန်ပေါ့เนาะကားရန် i အဲ့တော့ ဘလောက် ampere လဲပေါ့နော်အဲ dynamo ရဲ့အတုံးပြူတဲ့ ampere ကဘလောက် ampere လဲပြီးတဲ့အခါကျတော့ဒီမှာ excitation current ဆိုတာရှိသေးတယ် excitation current ဒီ exciter နဲ့ထွက်လာတဲ့ current ကရော field ပို့တဲ့ current ကရောဘလောက်လဲဒါတွေက dynamo name plate ဒီမှာကျွန်တော်တို့ရေးပေးထားရပြန်နော် generator တွေ dynamo တွေ alternator တွေမှာရေးပေးထားတယ်မရေးပေးထားရင်တော့အဲ့ဘက်ကနားတယ်လေလူတာခေါ်မေးလိုက်တော့ပေါ့နော် ဲ့တော့ဟုတ်ပြီအဲ့ဒါပြင်အဲ့ကားတန်းကိုတည်ပြီးကားတန်းကိုတည်ပြီးကျွန်တော်တို့ကဒီ generator တွေတိုင်းနေမော်ဒီယာ boost တွားကြီးလားဒါမှမဟုတ်ရင်အဲ့ဒီ boost boost လက်တွားကြီးလားကျွန်တော်တို့တည်ဖို့လေပြောရရင် carbon တွားကြီးလားဒါမှမဟုတ် carbon မပါတဲ့အမျိုးအစားလားနော်ကာဗွန်ပါတဲ့အမျိုးအစားဆိုတာကာဗွန်နဲ့ထောက်ပြီးအတုံးပြူထားတယ်တချို့ဒိုင်နမိုတွေမှာအခုနောက်ပိုင်းဒီနေမှာကျွန်တော်ဒီဘူစလက်တွားအတုံးများရယ်ပေါ့နော်နောက်ပိုင်းဆိုပေမဲ့အတုံးပြူတာတော့ကြာပြီပေါ့နော်သူက model အမြင့်ပေါ့ဒီဘူစတွားတွေတဲ့ model တော့မြင့်နေ အဲဒါတွေရတော့ကျွန်တော်တို့ဒီဂျန်နရေတာနဲ့ပတ်သက်ပြီးတော့တည်ရမယ့်အပိုင်း AFR ကတ်ဝယ်တော့မယ်ဆိုရင်နော်ဂျန်နရေတာရဲ့ပါဝါကီလိုဝတ်တွေဗိုလ်တွေဖရီကွန်စီတွေဂျန်နရေတာရဲ့ကာရန့်နေအဲဂျန်နရေတာဘတ်စတရီလာနော်ဘတ်စတရီလာနော် single phase လား three phase လားဒါတွေကိုတည်ပြီးဆိုမှကျွန်တော်တို့က AFR ကတ်အမျိုးအစားကိုကျွန်တော်တို့ရွေးရတော့မယ်ဒီအမျိုးအစားအတိုင်းဂျန်နရေတာအမျိုးအစားအတိုင်းကိုပြောပြဆိုင်ုံပြောပြပြီးဝယ်ရမယ်အဲဆိုင်ရတိချာနားလည်ရင်တော့အဆင်ပြေရပါဘောနားမလည်ရင်တော့အဆင်မပြေဘူးလေအဲ့ဒါပြီးရင်ကျွန်တော်တို့ AFR ကိုပြန်ကြည့်ရတော့မယ်ဒီ ဆက်ရက်အချက်လက်တွေနဲ့ AVR နဲ့ကိုပြန်ချိန်ကြည့်ရတော့မယ် AVR ရဲ့ input နဲ့ output ဘူရီကိုကျွန်တော်တို့ကတိပို့လို့လဲ input AVR တွေကိုပေးဝင်တဲ့ input ဘူရီကဘလောက်လဲအဲဒါဒါအဲ့ AVR ကနေ လက်ခံတဲ့ဒီမှာကျွန်တော်တို့ကဒီမှာလေး power body လာထားပြီလေနော်ဒါနဲ့မွေး body ကိုလည်းတည်ထားပြီ EVR ရဲ့ body ကိုလည်းတည်ထားပြီ EVR ရဲ့ body ကပေးတွင်းတော့မှာဆိုတော့ကျွန်တော်တို့ကဒီမှာတက်မှတ်ပို့အားရှိရဝင်တော့မှာအဲ့တော့ဝင်တော့မှာဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာကကျွန်တော်တို့က130ဒီမှာက100ဘူးဖြစ်နေအဆင်မပြေသေးဘူးလေဒီမှာ400ဘူးဒီမှာ200ဘူးဆိုလည်းအဆင်မပြေသေးဘူးလေနော်အေးဒါမျိုးကြီးရှိရအဲ့ပြီးတော့ဒီ output body output body ကကျွန်တော် EVR တချို့ EVR တွေမှာ EVR နဲ့တုံးနေတာရှိရနော်ဒီစက်တွေမှာအဲ့တချို့ကတော့ဒီ output body ကနေတုံးတာမဟုတ်သူ့မူရင်းမီးသုံးငုတ်ကနေပဲတုံးတာ တချို့တိုက်နေမို့ရေမနော်မီတုံကုန်းကနေပဲတုံနေအဲမီတုံကုန်းကနေပဲကျိုးနှခုနဲ့ပြန်ယူတယ်ပြီးတော့အဲဒီ AVR တဲ့ဝင်လိုက်တာဗောနော်မီတုံလာတော့မွေငုတ်ကနေပဲယူလိုက်တယ်အဲဒါမျိုးလေးလည်းရှိတယ်အဲ့တော့အောက်ပိုးပိုးလေးကိုတည်ရမယ် AVR အောက်ပိုးပိုးလေးဘယ်လောက်ရှိတယ်အဲဒါဒါအတိတ်ပြဿနာမရှိဘူးအဓိက input ကိုကြည့်ရအောင်ဗောနော်တချို့အောက်ပိုးမပါတဲ့အကောင်လေးလည်းရှိပါတယ်အဲ့တော့ပြီးတော့ဒီ AVR ရဲ့ rating card ဗောနော်ဘယ်လောက် card အထိကိုတည်ဆောင်တယ်လဲဒီကောင်ကတော်တော်အရေးကြီးတယ်ကျွန်တော်တို့ကဒိုင်နမိုကထွက်တဲ့ကာရန်အမ်ပီယာကများပြီးတဲ့အခါကျတော့ဒီ ် AVR ရဲ့ကားတန်း AVR ကကားတန်းနည်းနည်းပဲလုံနိုင်နေဆိုရင်တော့အဆင်မပြေဒီ AVR ပြန်ဆုပ်မှာပေါ့နော်အဲ့တော့အဲဒီကီလိုမြင့်နေတဲ့အနေထားမှာပေါ့နော်ဒီကျွန်တော်တို့က220ဘို့ပဲအတူတူပဲခိုးကောင်ကလည်း3ကီလိုဥပမာကျွန်တော်တို့15ကီလိုနော်15ကီလို220ဘို့ အဲ single phase ပဲဟိုကောင်ကလည်း3ကီလို220ဘူး230ဘူး single phase ပဲအဲ့ဒီမှာမကျွန်တော်တို့ EVR ဝဒီ15ကီလိုဝါကောင်ကိုနော်3ကီလိုတက်ချင်တယ်ဆိုရင်တော့အဆင်ပြေတယ်ဘာလို့လဲဆိုမြင်ရကနေနှိမ့်ရအောင်တွားတာလीနော်အဲ့တော့မျိုးသားတူနေပြောပါနော်အဲ့တော့မြင်ရနေနှိမ့်ရတော့ဆိုတော့၄ရဘူးနဲ့၄ရဘူး220ဘူးတွားတက်ရလာဆိုရင်လည်းအဲ့လားအောက်ထီတော့မလုံနဲ့နော်ကိုယ်ကရရတိတ်အဆင်မပြေဘူးကျွန်တော်ဒါတဘောပြပြနေတယ်ဒါပေမဲ့တချို့ EVR ကတ်တရားတို့အမြင်ပိုင်းတွေထုတ်ပြီးထားတာဖြစ်တဲ့အတွက်3ကီလိုမှလည်းဒီ EVR အေဘူယာတက်လို့ရတယ်အဲ9ကီလိုခွဲမှလည်းဒီအေဘူယာပဲ9ကီလိုမှလည်းဒါပဲ10ကီလိုမှလည်းဒါပဲ15ကီလိုမှလည်းဒါပဲဒါပေမဲ့တူတက်မှတ်ပေးထားတဲ့ကီလိုတော့ရှိတယ်အဲ့ကီလိုကိုကြော်ပြီးတော့တက်လို့မရဘူး20ကီလိုတက်မှတ်ပေးထား20ကီလိုကြော်လို့တော့မရဘူးပြန်နော်အေဘူယာပြီးတော့ဝန်ဒီအေဘူယာကတ်တွေဝန်ဒီတရုတ်ထုတ်တွေပေါ့နော်တရုတ်တရုတ်ထုတ်တွေတိတ်မတုံးနဲ့ပေါ့နော်မကောင်းကျွန်တော်တို့ပြည်တွင်းပြည်တွင်းအောင် ထုတ်တဲ့တရုတ်တရုတ်ပစ္စည်းတွေတိတ်မကောင်းတာနော် ဘာလို့လဲဆိုတော့ဈေးပေါ်ကပဲထုတ်တာတို့နိုင်ငံတို့တုံးနေရတော့ကောင်းပါတယ်အဲ့တော့ဖြစ်နိုင်ရင်တော့ဒီအာမခံချက်ရှိတဲ့တခြားနိုင်ငံတို့အကောင်စားတွေကဝယ်သုံးပေါ့နော်အကောင်စားတွေကဝယ်မယ်ဆိုလဲကိုယ်တိုင်နမူနဲ့လဲကိုယ်ချင်းကြည့်အောင်အရင်တစ်ခေါက်ကလည်းဝယ်လာတယ်တက်တာဒီရိုးရိုးတိုင်နမူမာရီတွားတဲ့ကောင်နေယူလာတာမီဇက်ဓာတ်စီမီဇက်ကအီဗူယာကြီးနော်ဒါမျိုးကြီးလည်းမမားနဲ့ပေါ့နော်